တိဆာကပါလာပိုက်အားအောင်မြင်တော်မူခြင်းဖျားရှင်ဝေတာလီပြီးမဟာဝုံတော်ပြတ်သက်အဆောင်မှာတည်င်းသုံးနေတော်မူပါတယ်အဲ့ဒီအခါနိကန္နတကတွန်းရဲ့သားတိဆာကဆိုတဲ့ပါလာပိုက်ဟာ ဝေတာလီပြီးမာနေပြီးစကားပြိုင်ဆိုင်ပြီးပြောဆိုတတ်တဲ့အလေးရှိတဲ့သူဟာသူ့ကိုယ်သူပညာရှိဆိုပြီးကြွေးကြော်ထားတဲ့အတွက်လူအများကလည်းသူ့ကိုပညာရှိ သူတော်ကောင်းရေလို့သတ်မှတ်ထားကြပါဗျ တစ္ဆကပါလာပိုက်ကငါစကားပြိုင်ဆိုင်ပြောဆိုအပြစ်တင်တဲ့အခါစိတ်မရှိတဲ့တရိုင်းများတော်မှာရင်းရိုင်သွားရတယ်စိတ်ရှိတဲ့လူအပေါင်းဆိုရင် ပြောစရာမရှိတော့ဘူးလို့ကြွေးကြော်ပြောဆိုနေပါတနည်းနဲ့နဲ့အရှင်အသစီဟာ ဝေသာလီပြည်အတွင်းဆုံးခံဝင်ပါတယ်ဒါကိုတစ္ဆကပါလာပိုက်ကမြင်တယ်သူဟာအရှင်အသစီအနီးသွားကဝမ်းမြောက်ဖွယ်နှုတ်ဆက်စကားဆိုပြီးအိုးအသက်လီ ယဟန်ကောတမဟာ တပိတာဝါကားတို့အပေါ်ဘလို့များဆုံးမထားပါသလဲဘလို့အစိတ်ပိုင်းမျိုးကိုညွန်ကြားထားပါသလဲလို့အရှင်အသစီအားမေးပါတယ်ထိုအခါအရှင်အသစီကဖျားရှင်က တပိတာဝါကားတို့အပေါ်မှာဆုံးမညွန်ကြားထားတဲ့တရားများများစွာရှိပါတယ်ဖျားရှင်ကယဟန်တို့ရုပ်ဝေဒနာတညာသင်္ခါရဝိညာဉ်ဆိုတဲ့တရားစုများဟာအမြဲမရှိဘူးဒီခန္ဓာ၅ပါးဟာကိုယ်အတ္တမဟုတ်ပါ အဲ့ဒီလိုဖျားရှင်ကတပည့်သားတော်ကများအားဆုံးမညွှန်ကြားထားပါတယ်လို့တစ္ဆာကအားပြောပြတယ်။တစ္ဆာက"အိုအတ္တိဒီစကားဟာမတော်မလျော်ပါဘူး။ယဟန်ဂေါတမကဒီလိုပြောတယ်ဆိုတာမသိလျော်ပါဘူး။တစ်ချိန်ချိန်မှာယဟန်ဂေါတမနဲ့စကားပြန်ဆိုင်ပြောရရင်ကောင်းမယ်။" ဒါမှလည်းယဟန်ဂေါတမဟာယုံညံ့တဲ့အယူဒိဋ္ဌိမှကင်းစင်နိုင်လိမ့်မယ်ဆိုပြီးသူ့ကိုယ်သူပညာရှိသူတော်ကောင်းဟန်ဖြင့်အပြစ်တင်စကားဆိုခဲ့ပါဗျ။အဲ့ဒီအခါမှာလစ်စဝီမင်း900တို့ဟာ စီဝေးပွဲတစ်ခုကျင်းပနေပါဗျ။တိဆတ်ကဟာ စီဝေးပွဲအနီးကြီးကပ်ပြီးအို လစ်စဝီမင်းတို့ထွက်လာခဲ့ကြဒီနေ့ငါဟာယဟန်ဂေါတမနဲ့စကားပြိုင်ဆိုင်ပြောဆိုဖို့ရှိတယ်။စကားပြိုင်မဲ့နေရာကိုငါနဲ့အတူသွားကြဆိုရဲ့လို့ဆိုပြီး ပြောဆိုစည်းရုံးပါတယ်။တချို့လစ်စဝီမင်းများကတစ္ဆာကဟာယဟန်ဂေါတမကို စကားပြိုင်ဆိုင်ပြောဆိုနိုင်လိမ့်မယ်လို့ပြောနေကြသလို့ အချို့လစ်ဆိုဝီမင်းများကဖះရှင်ကို စကားပြိုင်ပြောဆိုနိုင်လောက်အောင်တစ္ဆာကကဘလို့လူစားမျိုးလဲဖះရှင်ကသာတစ္ဆာကအားစကားပြောဆိုပြိုင်နိုင်ပါလိမ့်မယ်လို့အမျိုးမျိုးဝေဖန်ပြောဆိုနေကြပါတယ် သူနှင့်တစ္ဆကပါလာပိုက်ဟာ လစ်စဝီမင်း900ချန်ရင်ပြီးမဟာဝုံတော်ပြတဲ့ចောင်းဤသို့လာခဲ့ကြပါတယ်။ចောင်းဤရောက်တယ်ဆိုရင်ပဲဖះရှင်ရှိရာသို့သွားကတင်းတင်းတဲ့နေရာမှာထိုင်ပြီးဖះရှင်အားဝမ်းမြောက်စရာစကားများပြောဆိုပါတယ်။တစ္ဆကပါလာပိုက်ကအရှင်ဂေါတမ တကယ်လို့ပြည်တနာများကိုမေးခွင်းပြုမယ်ဆိုပါရင်တစုံတစ်ခုသောပြည်တနာကိုမေးမြန်းလျှောက်ထားလိုပါတယ်လို့ဖះရှင်အားလျှောက်တဲ့အခါဖះရှင်ကတင်မေးလိုက မေးနိုင်ပါတယ်လို့မိန့်တော်မူပါတယ်။ထိုအခါတစ္ဆကက အရှင်ဂေါတမအရှင်ဂေါတမရဲ့တပည့်များကိုဘလို့ဆုံးမညွှန်ကြားတော်မူပါသလဲဖះဖះရှင်ကတစ္ဆာကလောကမှာရုပ်တရားဟာအမြဲမရှိသလို့ အတက်လည်းမဟုတ်ပါထို့အတူခံစားမှုဝေဒနာမှတ်သားမှုတညာပြုပြင်စီရင်မှု သင်္ခါရတိမှုဝိညာဉ်တို့လည်းအမြဲမရှိအတက်လည်းမဟုတ်ပါလို့ဆုံးမညွန်ကြပါရယ်အရှင်ဂေါတမအရှင်ပြောတာနဲ့ပတ်သက်ပြီးဂျမဥပမာတစ်ခုထင်လာပါရယ်ထို့အခါဖျားရှင်ကပြောနိုင်ပါရယ်တစ္ဆာကဥပမာ မျိုးစေးနဲ့တစ်ပင်အားလုံးဟာမြေကြီးကိုအမိပြုပြီးတိုးပွားစီပင်ပြန်ပြောကြရတဲ့ထို့အတူ လောကမှာရုပ်ကိုကိုလို့အယူရှိကြတဲ့သူများဟာ ရုပ်မှာတည်ပြီးကုသိုလ်အကုသိုလ်ဖြစ်ကြပါတယ်ထို့အတူ ဝေဒနာတညာသင်္ခါရဝိညာဉ်တို့ကိုကိုလို့အယူရှိကြတဲ့သူများဟာဝေဒနာတညာသင်္ခါရဝိညာဉ်တို့မှာတည်ပြီးကုသိုလ်အကုသိုလ်ဖြစ်ကြပါတယ် သစ္စာကသင်္ခရုပ်ဝေဒနာတညာသင်္ခာယဝိညာဉ်တို့ကိုအတ္တလို့ဆိုလိုတာလားရှင်းရှင်းပြောပါ ဟုတ်ပါတယ်ကျွန်ုပ်သာမဟုတ်လောကလူများဟာလည်းဒီလိုပဲအတ္တလို့ယူရှိကြပါတယ်သစ္စာကဒီကိစ္စမှာလူအများနဲ့ဘာမှမဆိုင်ဘူးလူအများကိုဆွဲမထည့်ပါနဲ့ကိုယ်ဝါရကိုသာကိုဖြည့်ရှင်းရမယ် အရှင်ဂေါတမဒီလိုဆိုလဲကောင်းပါပြီ ခန္ဓာ၅ပါးဟာ အတ္တဆိုတာကျွန်ုပ်ရဲ့အယူဝါဒပါကောင်းပြီဒါဆိုရင်တင့်ကိုမင်းမယ်တင်အစဉ်ပြေတယ်လို့ဖြေနိုင်တယ်ကောသလမင်းအဇာတတတ်မင်းစတဲ့အစိုးရမင်းများဟာတက်ဖြက်တဲ့နေသူများကိုတက်ဖြက်ဖို့ဥစ္စာဆုံးရှုံးထိုက်တဲ့သူများကိုဥစ္စာများဆုံးရှုံးစေဖို့နှင်ထုတ်ထိုက်သူကို နှင်ထုတ်ဖို့အတွက်မိမိနိုင်ငံမှာမိမိအမိတ်အာဏာနဲ့စီရင်ပိုင်ခွင့်မရှိဘူးလား အရှင်ဂေါတမအစိုးရမင်းများဟာမိမိနိုင်ငံမှာမိမိစီရင်ပိုင်ခွင့်အာဏာရှိကြပါတယ်။တစ္ဆာကဒါဆိုငါမင်းမယ်ရုပ်တရားဟာ အတ္တလို့တင်ဆိုရဲဒါဆိုရင်ဒီရုပ်တရားကိုဒီလိုဖြစ်ပါစေကိုလိုမဖြစ်ပါစေနဲ့လို့ အမိန်အာဏာထားနိုင်ပါသလားလို့မေးတော့အခါတိဆာကဟာဘာမှမဖြေနိုင်ပဲစိတ်စိတ်ပဲနေလိုက်တော့တယ်ဒုတိယအကြိမ်ထပ်မံမေးပြန်တော့လဲဘာမှမပြောနိုင်ရှာတော့ပါတိဆာကဟာဒီလိုပြန်မဖြေပဲစိတ်စိတ်နေတဲ့အတွက်ဖျားရှင်ကတိဆာကငါဖျားမေးတာကိုဖြေလိုက်ပါ စိတ်စိတ်မနေပါနဲ့တကယ်လို့ငါဖျားက၃ချိန်မေးလို့မှပြန်မဖြေပဲ စိတ်စိတ်နေတဲ့သူဟာနေရာတင်ပဲဥကောင်းခုနှစ်စိတ်껙ရလိမ့်မယ်လို့မိန့်တော်မူလိုက်ပါတယ်။ထိုခဏမှာပဲတရားမင်းဟာရဲရဲပြောင်ပြောင်တောင်းလောင်နေတဲ့ဝရစိန်လက်နက်ကိုကင်ဆောင်ကာကြောက်မက်ဖွယ်ဘီလူးတွေနဲ့တစ္ဆာကားတို့နဲ့မင်းမူဝေးကောင်းကင်ပေါ်မှာရက်တည်နေပါတယ်။ထိုချင်းရာကိုဖျားရှင်နဲ့တစ္ဆာကားတို့နှစ်ဦးသာမြင်ပါတယ်။ တစ္ဆာကဟာဘလူးကြီးကိုမြင်လိုက်တယ်ဆိုရင်ပဲကြောက်ရွံ့ပြီးအရှင်ဂေါတမမေးပါ အခုပဲဖြေပါမယ်လို့လျှောက်ထားပါတယ်တစ္ဆာကရုပ်ဝေဒနာတညာသင်္ခါရဝိညာဉ်တို့ဟာ အတ္တဖြစ်တယ်လို့သင်္ခါဆိုထားတာနော်တကယ်လို့အတ္တဖြစ်တယ်ဆိုရင်ဒီခန္ဓာ၅ပါးဟာဒီလိုတော့ဖြစ်ပါစေဒီလိုတော့မဖြစ်ပါစေနဲ့လို့ တရားနာထားနိုင်သလားဈေးခိုင်းနိုင်ပါသလားလို့ဖုရားရှင်က မိန်တော်အခါတစ္ဆကကအရှင်ဂေါတမအာနာမထားနိုင်ပါမဈေးခိုင်းနိုင်ပါလို့ပြန်ဖြေပါတယ်တစ္ဆကသင်စင်းစားဖြေတော့သင်ပြောတဲ့စကားဟာရှေ့စကားနဲ့နောက်စကားမညီဘူးစန့်ကျင်ဘက်ဖြစ်နေပါတယ်နောက်တစ်ခုမေးဦးမယ်တစ္ဆကခန္ဓာ၅ပါးဟာမြဲသလားမမြဲဘူးလားအရှင်ဂေါတမခန္ဓာ၅ပါး ဟာမမြဲပါဒါဆိုရင်မမြဲတဲ့တရားဟာစင်ရလားချမ်းသာလားဆိုတော့တိစ္ဆာကကစင်းရဲတယ်လို့ဖြေပါတယ်မမြဲစင်းရဲအဆိုးမရတဲ့ဒီခန္ဓာ၅ပါးကိုငါပိုင်နေငါဖြစ်တယ်ငါရဲ့အတ္တဆိုပြီးနှလုံးသွင်းလို့တင့်တော်ပါမလားလို့မေးတော်မူတော့မတင့်တော်ပါလို့ပြန်ဖြေတယ် ဆင်းရဲဒုက္ခကိုတွေ့တာကန်းကြီးနေသူအားဒီဆင်းရဲဟာငါပိုင်ဖြစ်တယ်ဆင်းရဲဟာငါပဲဆင်းရဲဟာ ကိုအတ္တပဲဆိုပြီးဆင်းရဲကိုရှုရရောက်မနေဘူးလားရှုရရောက်နေပါတယ်ဒါဆိုရင်ငါဥပမာတစ်ခုပေးမယ်ငှပြောတော့ကိုဖြက်ပြီးယူလာတဲ့သူဟာဒီငှက်ပြောတော့ရဲ့အပတ်ကိုခွာပြီးလွင့်ပြစ်လိုက်မယ်ဆိုရင်ထိုသူဟာ အကာကိုမရနိုင်တော့ ငါပြောတော့ဖြစ်နေတဲ့အတွက်အနှစ်ကားဘယ်မှာရနိုင်မှာတော့လဲထို့အတူတင်ဟာလဲဝါရပြိုင်တဲ့အခါအပြန်အလှန်မင်းမြဲတဲ့အခါတင်ဟာအနှစ်တုံးပြီးကြာဆုံးသူသာဖြစ်တယ်လို့ဖះရှင်ကမိတ်တော်မူသောအခါတိစားကဟာမျက်နာမသာမရဖြစ်လက်မိုင်ချကခေါင်းအောက်ဆိုင်ချလျက်ကျန်ရမရဖြစ်နေပါတော့တယ်ထိုအခြေအနေကိုသိတဲ့ဒုံမူခလစ်ဆိုဝီမင်းက အရှင်ဖះ ရွာသူရွာသားများဟာရေကန်ထဲမှကနန်းများကိုဖမ်းပြီးခြေလက်တို့ကိုဖျက်လိုက်ပါတယ်ထိုလက်ခြေတို့ကိုအဖျက်ခံရတဲ့ကနန်းများဟာရေကန်ထဲသို့တဖန်ပြန်ဆင်းဖို့ရာမဖြစ်နိုင်တော့သလိုတိဆကဟာလည်းအယူဝါဒခြေချောင်းလက်ချောင်းတွေကိုအဖျက်ခံလိုက်ရတဲ့အတွက်ဖျားရှင်အားအယူဝါဒမှာအပြစ်တင်ရန်နောက်တစ်ခါမဖြစ်နိုင်တော့ပါလို့လျှောက်ထားပြောဆိုလေတော့တယ်ဒါဟာမြတ်စွာဘုရားရှင်ကတိဆကပလပိုက်အာပညာဖြင့် အောင်နိုင်လိုက်တာဖြစ်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။